ဘောက်ထွက်ဆွဲမယ်ဆိုရင်ဘောနလိုအပ်တဲ့ပစ္စည်းလေးတွေကိုကျမကဒီနေ့ပြင်ဆင်ပြတာပါဒါကတော့ကျမလေ့ကျင့်ထားတဲ့တင်နန်းတင်တဲ့စာပေါ့နော်ကျမကတော့လေ့ကျင့်တာမဟုတ်ဘူးတင်နန်းတင်ရင်ဒီလိုလေးတွေစောက်လက်ပေပါလေးလိုပါတယ်အဲဘာဖြစ်လို့စာအုပ်လေးနဲ့ထားဆိုတော့ကိုကဘယ်တော့မှလေ့ကျင့်ငယ်လဲဆိုတာသိစေချင်မှုပေါ့နော်ကျမကတော့အာစာအုပ်လေးထားရတာကိုပို့ကြိုက်ပါတယ်နော်အဆင်ပြေလို့ဆိုလက်ပေပါနဲ့ပဲရပါမယ်ရှင် လက်ပြပါစာအုပ်တအုပ်လိုပါတယ်အဲဒါကျွန်မတင်ပြထားတဲ့ဟာလေးတွေပေါ့နော်ပြီးရင်အမလုံးမအရေပေါ့နော်မလုံးမအရေကိုဒီမှာအဲကျွန်မတို့ဒီဂိုင်းဘူးလေးသုံးရတာကျွန်မတို့အဆင်ပြေပါတယ် beginner တွေအတွက်ဒါလေးကပိုကောင်းတယ်သူ့ရဲ့အရေလေးကလို့ပေါ့နော် extension ဆက်တဲ့အရေလိုမျိုးမမပြော့သွားတော့ဟာဟာထိုင်မှနည်းနည်းပါ ယ်ပေါ့နော်ကျမကျမအတွက်အဆင်ပြေလဲပေါ့နော်ဒါ acrylic liquid လို့လည်းသူရေးထားပါတယ်ဒါလေးပါနော်အဲဒီခိုင်မုံလေးပေါ့ဒီခိုင်မုံလေးသုံးကြည့်ပါပြီးရင်အဲဘန်းဆွဲမဲ့အမုံမှာမိုနိုမာပေါ့နော်သူ့ပိုလီမာပိုလီမာအမုံပေါ့သူ့ရဲ့ပိုလီမာအမုံကိုဒီဒီစိတ်တွေနဲ့ဒါတွေနဲ့ကပြည်တွင်းမှာဝယ်လို့လွယ်ပါတယ်ကျမရငုံမန်းလေးလက်သေးဆိုင်နေမှာရှိတယ်ပေါ့နော်ဘန်းတင်မှာဖြစ်တဲ့အတွက်ကျမ white white ကိုသုံးမယ်နော် white လေးနော်တခြားကြည့်ဝင်နော် तू อ่ะ clear pink white ဆိုပြီး၃မျိုးထွက်တာဝယ်တာမှတ်တတ်တယ် white ကလေးတွေဝယ်ပေးပါနော်ပန်းက white နဲ့ဆွဲမှာပါအဲကျွန်မဒီဘူးကလည်းအဖြူကုံတွေလို့ ਆ နမူနာပြပေးတာနော်အဲဒီနားလေးမှာ white ဆိုတာပါတာလေးဝယ်ပေးပါအဲဒီဒီဇိန်းနဲ့လွယ်ပါတယ်နော်ဒီ၃မျိုးကြိုက်တဲ့အစင်ပြေတဲ့ဟာမိမိဝယ်လို့ရတဲ့ဟာဝယ်ပါပန်းဆွဲမှာဖြစ်တဲ့အတွက်ကျမတို့လောလောဆယ်အဖြူရောင်အမှုန့်နဲ့ပဲတင်ပေးမှာ1 color တင်မှာမို့လို့အဖြူမှုန့်နဲ့ပဲတင်ပါမယ် ဒါလေးတွေကအကြောက်ရည်ထဲဖို့ခွက်လေးတွေပေါ့နော်ဒီလိုကြောက်ရည်ထဲသုံးမဲ့ခွက်လေးတွေစိုက်မျိုးမျိုးပုံစံမျိုးမျိုးနဲ့ရှိပါတယ်ကြောက်ရည်ထဲဖို့ခွက်လို့ပြောရင်ဒီနေးဆိုင်နေမှာရပါလိမ့်မယ်ရှင်အတ ିକ လိုရာလေးတွေပါဒီအရေလိုမဲ့ဒီအမောင့်လိုမဲ့ဒီလိုခွက်ကလေးသုံးလုံးခွက်ကလေးကတစ်လုံးပဲလိုတာပေါ့နော်ကိုအစင်ပြေတဲ့စိုက်ကလေးကိုဝယ်ပါစုတ်တန်ကခေါင်းလေးတွေကတိအောင်လို့ပြတာနော် ဒီမကြီးဒါခုလက်ကြီးကျမသုံးနေတဲ့ပန်းဆွဲနေတဲ့ site ပေါ့နော်အဲဒီလိုခေါင်းလေးတွေဝယ်ပါထောင်းကျွဆုတ်တန်လေးတွေပါရှင်နော်အကြတော့ဘာလို့လဲဆုတ်တန်လို့မဲဆုတ်ကြောက်ရည်ထဲတဲ့ခွက်လို့မဲကြောက်ရည်လို့မဲကြောက်မုံပေါ့နော်ဒီမှာခေါ်တာကကြောက်ရည်ကြောက်မုံလို့ခေါ်တယ်ဒါကတော့မိုနိုမာအရေးပါဒါပိုလီမာအမှုန်ပါပြီးရင် black paper ဆောက်ဆောက်အုပ်သို့မဟုတ်ဆောက်ရွက်လေးလိုပါမယ်ရှင်